အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့မနေ့ကင်းလေးဖြစ်ပါဆိုဒီညကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော် Arsenal ပြိသက်တွေအတွက်ဒါကျွန်တော်တို့သတင်းကောင်းလို့လည်းပြောလို့ရတယ်ဒါကျွန်တော်သိပြီးတော့အပြောင်းရွှေ့သတင်းပေါ့နော်လက်ရှိမှာ Arsenal အသင်းနဲ့ဒါကျွန်တော်တို့ကစားသမားအသစ်တယောက်ထပ်မံပြီးချိန်ဆနေတယ်ဒါပေမဲ့အခုချိန်မှာဒါ Arsenal ပြိသက်တွေကြားကျင်တဲ့ position တော့မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒီကိစ္စကျွန်တော်ခင်ဗျားတို့နည်းနည်းလေးပြောပြမယ်အဲ့တော့ အာဆနိုသင်းတစ်ခုလက်ရှိမှာဒါကျွန်တော်ဗလန်စီယာရဲ့ဒါကျွန်တော်ခန်စစ်ကစားသမားဖြစ်တယ်ဒါကျွန်တော်မတ်စကာရာကိုဒါကျွန်တော်တို့ချိတ်ဆန့်တယ်ပေါ့နော်မတ်စကာရာဆိုကျွန်တော်မျက်လုံးဆိုးတဲ့မတ်စကာရာမဟုတ်သူနာမည်ကဒါကျွန်တော်ခရစ်စတန်ဒါကျွန်တော်တို့ခရစ်စတီယန်ခရစ်စတီယန်မတ်စကာရာလို့ခေါ်ပါတယ်ဒါကျွန်တော်တို့စပိန်ကစားသမားပေါ့နော်အာဒီဒါရဲ့စပိန်ချစ်စပိန်ချစ်သူဇလန်ကြီးကကိုကြိမ်ကြီးမယိုးသေးဘူးပေါ့နော်အဲ့တော့ပိုဆိုးတာကလက်ရှိမှာပြောစရာဖြစ်နေလက်ရှိမှာအသင်းကတိုက်ဆင်မှုလုံးနေပါတယ်ဆိုမှဘလို့ဖြစ်လို့ဒါကျွန်တော်ခံစစ်မှုကြီးပဲကိုယ်နေတယ်ဆိုတဲ့ပုံစံမျိုးရဲ့ဒါကျွန်တော် ထပ်ပြီးတော့ပြဿနာတစ်ခုဖြစ်ဖြစ်လာအဲ့တော့လက်ရှိမှာအာဆောအသင်းအနေနဲ့ဒါကျွန်တော်တို့ ဒီပြောင်းရွှေ့ကိုဒါကျွန်တော်ကြိုက်တဲ့နီးပြကတာကျွန်တော်အာဒီတာကိုရန်ဒီကစားသမားကိုကြိုက်တယ်လို့ဖတ်မိရတယ်မှာပါတယ်ဗောနော်အဲဒီဒီတင်းကိုပထမဆုံး break လောက်လာခဲ့တာဒါဒီခေါက်တော့ Fabrizio Romano ဗောနော် Fabrizio Romano ရဲ့ပြောပုံရဆိုရင်တော့ဒါကျွန်တော် Arsenal အသင်းကဒါကျွန်တော် Christian Christian Mascara ကိုဒါကျွန်တော် Arsenal အသင်းရဲ့ခန်းစစ်မှုအသစ်တယောက်နေနဲ့လက်ရှိမှာ target ထားထားတယ်သူအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Arsenal Arsenal ပြတ်မှတ်ထားထားတဲ့ဒါခန်းစစ်မှုတွေတယောက်ဒါကျွန်တော်တို့ခေါ်ကြည့်ခြင်းနဲ့ခန်းစစ်မှုတွေတယောက်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါ Fabrizio ရူမ မနုကပြောထားတယ်ပြီးရင်ဒါကျွန်တော်ဟန်နော့အာဆနယ်ကဒီညကစပြီးပြောထားပြီးလည်းပြောထားကျွန်တော်သူ့အနေနဲ့ update ထပ်တည်ရတယ်ကြောင့်မို့ဒါဖာဘီဂျူရိုမနုကထပ်ပြီးပြောထားတာက ်ခရစ်စတီးယန်မတ်ခရစ်စတီးယန်မော့စကာရာနဲ့အာစနယ်နဲ့ကပုတ်ကူရရသဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်။ဒါကစားသမားကအာစနယ်အသင်းကိုဒါကျွန်တော်ပြောင်းရွှေ့ဖို့အတွက်မီးစိမ်းပြလိုက်ပြီးဖြစ်တယ်ဆိုတော့ကျွန်တော်ဆက်ပြီးပြောထားတယ်။မတ်စကာရာ keen on joining Arsenal the club has already explained the project ဘောနော်။မတ်စကာရာကလက်ရှိမှာအာစနယ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်မီးစိမ်းပြထားပြီးဖြစ်ပြီးတော့အာစနယ်အသင်းဘက်ကလည်းဒါကျွန်တော်တို့မတ်စကာရာကိုသူတို့ရဲ့ project အကြောင်းရှင်းပြတဲ့ပုံမှာတော့ mask ကတော့သဘောကျတယ်ဆိုပြီးတော့ဒါရည်ထားတာအဲ့တော့အခုလက်ရှိမှာဒါကျွန်တော်တို့ဒီ debate အတွင်းမှာဒါကျွန်တော်ဆက်လက်ပြီးဆွေးနွေးစရာရှိတယ်ဆိုပြီးတော့ဒါကျွန်တော်လက်ရှိမှာ ်ဒါဖာဘီဂျူရူမာနိုကပြောထားတယ်ဒေးဗစ်အော့စတင်ကလက်ရှိမှာဒါကျွန်တော်ကာနာဘလော့ကနေပြီးတော့ဒီလိုမျိုးရေးသားထားတယ်ဆိုတဲ့အကြောင်းကိုထပ်မံပြီးပြောထားတယ်တွေ့ရပါတော့အဲ့တော့လက်ရှိမှာဒါကျွန်တော်အာစတုံအသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တိုက်ဆက်မှုလူနေတော်ညလေးတိုက်ဆက်တောင်းမယ်လေလူနေတော်ညလေးခံစင်မှုနောက်တစ်ယောက်ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်အဲ့တော့အာစတုံအသင်းရဲ့ဒါလက်ရှိမှာဒါကျွန်တော်ဒီကစားသမားကြောင့်ကျွန်တော်နည်းနည်းလေးလေ့လာကရစ်စတီယန်မော့စကာရာအနေနဲ့ဒါကျွန်တော်လက်ရှိမှာဘယ်လို position နေဆိုတော့လေအသက်အရွယ်ဒီဘယ်လိုလုပ်လဲအဲ့တော့ရီရတာက transformer ကအခုမှအဲ့ဒီကွက်လုံမှန်းသိတယ်အဲ့တော့ ခရစ်စတီယန်မော့စကာရာ ਈ ဒါကျွန်တော်တို့လက်ရှိမှာအာဆနယ်အသင်းကိုမကြွိုင်းခင်မှာပထမဆုံးနဲ့ Happy Birthday ပြောချင်ပါတယ်ဒီနေ့ကအဲ့ဒီ chart တည့်ရဲ့မွေးနေ့လို့သိရပါတယ်ဒီမှာလက်ရှိမှာ Happy လို့ရေးထားလို့ဘာများလဲပေါ့နော်အဲ့ဒါခရစ်စတီယန်မော့စကာရာကဒါကျွန်တော်တို့ဒီနေ့ဂျွန်လ29ရက်နေ့2004ခုနှစ်မှာမွေးတဲ့ကောင်လေးဖြစ်ပါတယ်ဒါကြောင့်မသိရင်လားငါတို့ဟိုးရင်တော့ CDF fan အတာမွေးနေ့မွေးနေ့ဆူရှင်ရုပ်ပေးနေရလို့ပဲတိုက်ဆိုင်လိုက်တာများကွာ February 9ဆိုတာမျိုးပြောတာအဲ့ဒါဂျွန်လ29ရက်2004ခုနှစ်ဆိုတာ22နှစ်ပဲရှိသေးတယ်ဒါကျွန်တော်တို့ 21နှစ်အရွယ်ကစားသမားပေါ့နော်အဲကစားသမားကလက်ရှိမှာဒါစပိန်နိုင်ငံသားလက်ရှိမှာကျွန်တော်ဖတ်မိရတော့တော့ကိုလံဘီယာစပိန်ဆိုတော့အခုလက်ရှိမှာသူစပိန်ယူထားတယ်ထင်တယ်ကျွန်တော်မှားရင်လည်းခွင့်လို့အဲ့တော့ လက်ရှိမှာဒါကျွန်တော်ကစားသမားကဗလန်စီယာမှာကစားနေတယ်စာချုပ်တက်တန်းကတစ်နှစ်ပဲကြံပြီအဲ့တော့ဒါလက်ရှိမှာအဲ့ကစားသမားကလည်းစာချုပ်တက်တန်းကျန်တဲ့တက်နှစ်ဒူးပိုင်ခွင့်ရှိတယ်ဆိုတဲ့ဥစားမျိုးကိုဒါချုပ်ထားတဲ့အတွက်ကြောင့်မဟုတ်တဲ့အတွက်ကြောင့်မို့စာချုပ်တက်တန်းနောက်ဆုံးတစ်နှစ်ကြံတဲ့ကစားသမားအာစနိုအသင်းကဒီနေရာမှာဈေးချိချိုတတာနဲ့ရနိုင်မယ်လို့သူတို့အနေနဲ့မျှော်လင့်တဲ့တယ်မှာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာအာစနိုအသင်းနဲ့ဒါသူတို့ရဲ့ဒါခံစင်မှုတွေတဲ့ကျွန်တော်ဒါအရန်ခံစင်မှုကိုပို့ပြီးတော့တောင့်တင်းအောင်လုပ်တဲ့ဆိုတဲ့သဘောမှာဖြစ်လာခဲ့ပြီအဲ့တော့ဒီသတင်းထွက်လာခဲ့ပြီးတော့ဒါခုနကပြောသူပဲ ခရစ်ယာန်နော့ဂတ်သောမက်စ်ပါတီကိုအစားထိုးတဲ့ပုံစံမျိုးပဲလက်ရှိမှာအာစတိုသင်းရတာကျွန်တော်ကန်ဆင်အရာမှာဒါကျွန်တော်တို့စိတ်ဝင်စားစရာအခြေအနေတွေဖြစ်သွားခဲ့ပြီပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာစတိုအသင်းနေနေဒါကျွန်တော်တို့သူ့အနေနဲ့ဒါသူတို့ရဲ့ကစားသမားတွေကိုရောင်းထုတ်တော့မှလာဆိုတဲ့မိကုံသူတို့ဒါပြန်ပေးရမှာပေါ့အဲ့တော့ခုနပြောလိုပဲဒါကျွန်တော်တို့အာဆိုသင်းနေတာခရစ်ယာန်နော့ဂတ်ဝင်လာတဲ့အချိန်မှာဒါ အာတိုမက်စ်ပါတီထွက်တယ်ဗောနော်အဲ့တော့အခုလက်ရှိအခြေအနေတွေရတာကျွန်တော်တို့ဂျက်ကော့ကီဝီရောကိုတော့အာဆနယ်အသင်းကရောင်းရောင်းချတော့မှလားဆိုတဲ့မေးခွန်းကိုကျွန်တော်မေးရမယ်တယ်မှာပါအဲ့တော့ဒီကြာတစ်ခုကလက်ရှိမှာအာဆနယ်အသင်းနဲ့ကီဝီရောကိုတော့စီးရီကလပ်တွေတော့များစိတ်ဝင်စားနေတယ်အင်တာမီလန်ကောဒါကျွန်တော်တီးတလောက်က AC မီလန်ကောမီလန်ကညီကိုနဲ့အောင်တော့ဒါကျွန်တော်ဂျက်ကော့ကီဝီရောစိတ်ဝင်စားနေတယ်ကီဝီရောရဲ့အသက်အရွယ်ကပြန်ကြည့်မယ်ဆိုလဲ25နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်မို့သူနေနေတာကျွန်တော်တို့ဒါစိတ်ဝင်စားပွဲဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့ခရစ်ယာန်နော့ကင်နဲ့တိုမက်စ်ပါတီလဲတဲ့ပုံစံမျိုးပဲတွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကီဝီရော ထွက်ဒါကျွန်တော်တို့အာဆုံအသင်းအနေနဲ့ခရစ်စတီယန်မော့စကာရာအဝင် ပုံစံမျိုးတချို့သောပြည်သက်တွေအနေနဲ့လက်ရှိမှာဒါစန်တာဘက်နေရာအတွက်အကုန်လုံးကဒါကျွန်တော်စိတ်ပူကြတိတ်တော့စိတ်မပူနေပြခင်ဗျားတို့ဒါအာဒီတာကိုတန်းဖူဘက်တွေရှောက်ရှောက်စော်နေတာဒါကျွန်တော်တို့ဘန်ဝိုက်တို့ဒါကာလာဖျူရီရဲ့ original position ကိုအကုန်လုံးကစန်တာဘက်တွေပဲဆရာကြီးကရှောက်စော်နေတာပေါ့နော်အဲ့တော့ဘယ်လိုပဲပြောလက်ရှိမှာဒါကျွန်တော်ဒီသတင်းထွက်လာပုံရဆိုရင်တော့ဒါဂျက်ကော့ကီရောအာဆုံအသင်းကထွက်ဖို့အတွက်ရာခိုင်နှုန်းများသွားပြီအဲ့တော့အာဆုံအသင်းနဲ့ဂျာကျွန်တော်ဖတ်မိရတော့နောက်တစ်ခုက အခုစရမော်စကာရာမတိုင်ခင်မှာဒါကျွန်တော်တို့ IAS ရဲ့ဒါကျွန်တော်တို့ခံစစ်ကစားဖြစ်တဲ့ Hardo ကိုအရင်ဆုံး like ခဲ့လို့သိရတယ်။ဒါပေမဲ့ Hardo ရဲ့လက်ရှိဈေးကဒါတစ်ဖက်က IAS ခေါ်တဲ့ဈေးကမြန်မာလုံးနဲ့အတွက်ကြောင့်မို့ Arsenal အသင်းနဲ့ဒီညမှာလက်လျှော့ခဲ့လို့သိရတယ်။ Hardo ကပြောမယ်ဆိုရင်တော့ Julian Timber ဆက်ဆံမယ်ဒါလက်ရှိမှာသူ့ရဲ့ natural pingo position left back ဖြစ်ပေမဲ့သူ့ရဲ့ဒါ body size သူ့ရဲ့ movement ရ LCB ပုံစံမျိုးလဲဆော့လို့ရတဲ့အတွက်ကြောင့်မို့ဒါ Adidas စိတ်ဝင်စားတယ်ပေါ့နော်။အဲ့ဒါပေမဲ့လက်ရှိမှာ Hardo အတွက်ကျွန်တော်သိရတဲ့လောက် IAS ကဒါကျွန်တော်ပေါင်တန်း90ပတ်ချာလဲ Euro တန်း60ပတ်ချာလဲဝင်ကြအခေါ်ခဲ့ တဲ့အကြောင်းမျိုး Arsenal အသင်းဘက်ကနေပြီးတော့ဒီကစားသမားကိုလက်လျှော့ခဲ့တယ်လို့သိရတယ်ဒီမှာပါတယ်ဘောနော်အဲ့တော့လက်ရှိမှာ Christian Moscara ကဒါဒီနေရာမှာအများကြီး ပူတာတဲ့အချက်ကဒီညမှာဒါကစားသမားအနေနဲ့ဒါ Valencia နဲ့အတူဒီနှစ်မှာဒါပွဲတော်တော်များများပွဲထွက်ထားခဲ့တယ်။ဒါ clean sheet တော့တို့မရေးထားခဲ့မှတော်တော်လေးကိုမဆိုးတဲ့ခြေစွမ်းကိုပြသထားခဲ့တယ်ဆို tactical ရပြောထားခဲ့တာကိုတွေ့ရမယ်။ဒီကစားသမား Arteta အချက်ကစားသမားပုံစံမျိုးဖြစ်တယ်။ဘာလို့လဲဆိုတော့ center back အပြင်ကို right back ကိုလည်းကစားလို့ရတယ်။ပြောချင်တာဒါ ban white ပုံစံမျိုးပူဆန်တယ်လို့ပြောလို့ရတယ်။အဲ့တော့ကစားသမားကိုလက်ရှိမှာတော့ကျွန်တော်တို့အဲ transfer market market value ကယူရိုတန်30တက်မှတ်ထားခဲ့မှာကစားသမားရဲ့စာချုပ်နောက်ဆုံးနှစ်ထဲရောက်လာတဲ့အတွက်ကြောင့်မလို့အာဆိုအသင်းရဲ့ဒီကစားသမားကိုယူရို25တန်းနဲ့ဒါကျွန်တော်တို့ 30ကြားပေါ့เนาะအဲ့ဒီပေါ့လက်ရှိ transfer market သတ်မှတ်ထားတဲ့ဈေးလောက်ကိုပဲရသွားနိုင်မယ်လို့သတ်မှတ်ထားတယ်အဲ့တော့ဒီကစားသမားကိုယ်တိုင်ကလည်းအာစနိုအသင်းနဲ့ပုဂူကြီးရသဘောတူညီမှုရထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့ကအတော်ပေါ့အသင်းနဲ့အသင်းကြားပြောလိုက်တယ်ဆိုရင်တော့ဒါအပြောင်းရွှေ့ဈေးတစ်ခုသဘောကျအဲ့ပေါ့သဘောတူသွားမယ်ဆိုရင်တော့ပို့ပြီးတော့လွယ်သွားမယ်လို့ပြောလို့ရရမယ်တဲ့မှာပါပါတယ်အဲ့ဒါကလက်ရှိဒါအာစနိုအသင်းရဲ့ဒါကျွန်တော်တို့ Christian Moscara ရဲ့ Christian Moscara ရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့သတင်းပဲဖြစ်ပါအဲ့တော့လက်ရှိမှာနောက်ထပ် Arsenal သင်းရဲ့တိုက်စစ်သတင်းနောက်တစ်ခုထွက်ပါတယ်အဲ့ဒါကဘာလဲဆို Arsenal သင်းရဲ့အခုလက်ရှိမှာ Crystal Palace ရဲ့တောင်ပံကွင်းလည်းကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ easy ကိုခေါ်ယူဖို့အတွက်လက်ရှိထဲမှာသူတို့အနေနဲ့ list ထဲမှာထည့်လိုက်ပြီးတော့တည်ရထမှာပါတယ် easy ကိုခေါ်ယူခြင်းနဲ့ arsenal တဲ့အကြောင်းအရာကသူအနေနဲ့ကွင်းလယ်ဘိုင်းကတော့ကျွန်တော်တောက်မန်ကဆော့လို့ရတယ်ကျွန်တော်တို့အနေနဲ့စိတ်ဝင်စားတယ်ပေါ့နော်ပြောချင်တာ martin odin ရဲ့ဝင်ကောဒါကျွန်တော် saka ရဲ့ဝင်ကောဒါကျွန်တော် martinelli ကောပါ push လုပ်နိုင်မယ်ကစားသမားတယောက်ပေါ့အဲ့တော့ပြောချင်တာက easy ကိုခေါ်လိုက်ရုံနဲ့ဒါကျွန်တော် odin ကကိုနောက်ကနေဒါကျွန်တော် pressure ပေးလို့ရနိုင်မယ်ကစားသမားတယောက်ပေါ်လာမယ်ပြီးရင်ဒါ martinelli ကိုပါနောက်ကနေပြီးတော့ဒါတွန်းနိုင်တယ်အဲ့ပြောချင်တာပါ easy ရဲ့ position က left wing ရဲ့ am right wing ၃နေရာလောက်ဆော့နိုင်တယ်တော့ကြောင့်မလို့ arsenal တွေကစိတ်ဝင်စားပြီးတော့ ဒါကတော့ကျွန်တော်ခဏခဏပြောခဲ့တဲ့လိုပဲ easy မှာအရေးကြဒါကျွန်တော်တို့ဒီနှစ်ဇူလိုင်လတရက်နေ့ရောက်တာနဲ့ကို easy ကိုဒါကျွန်တော်အရေးကြနဲ့ခေါ်ယူလို့ရနိုင်မယ့်အနေထားမှာရှိတယ်။ easy ကိုတိုင်းကလက်ရှိတိရတော့ကသူ့အနေနဲ့ အာစနောသင်ဒါ theory ခုနှစ်ဒီကိုကြိုက်တဲ့အတွက်ကြောင့်မအာစနောသင်ကိုပြောင်းရွှေ့ဖို့အတွက်အခက်ခဲတော့တခုတော့မဟုတ်တော့ဘူးလို့မြင်ရတယ်မှာပါအဲ့တော့ easy ကိုတော့ခေါ်ယူခြင်းနဲ့ဆိုတော့ဒေါက်တာဟော့စပါတာမြို့ကန်ပြိုင်ဘက်လန်ဒန်သင်နဲ့ဒါကျွန်တော်တို့ရှင်ပြီးခေါ်မယ်တော့မှာလို့ရှိတယ်ဒါပေမဲ့အာစနောသင်ကအခုလက်ရှိမှာ easy ကိုစိတ်ဝင်စားတဲ့အဆင့်တသာပဲရှိတယ်ဒါပေမဲ့ခေါ်ယူခြင်းမယ်ဆိုရင်တော့အာစနောသင်ကခေါ်ယူဖို့လွယ်မဲ့နေတာမှရှိတယ်ကစားသမားကဒါတန်းနဲ့စင်နဲ့သုံးနဲ့ရစ်ကြနဲ့ပေးုံနဲ့တင်ကစားသမားကိုခေါ်ယူလို့ရနိုင်မယ်နေတာမှရှိတယ် easy ကအခုလက်ရှိမှာ crystal palace ကကိုတိုင်ထွက်ချင်နေပြီးတော့သူ့အနေနဲ့ crystal palace ကပိုကောင်းတဲ့ဘယ်အသင်းမဆိုသူ့အနေနဲ့ပြောင်းရွှေ့ခြင်းနဲ့တော့ ော့အာဆနယ်အသင်းသားတကယ်တမ်းသာရောက်လာပြီးတော့မြူဆွဲခဲ့မယ်ဆိုရင်တော့ဒီနေရာမှာလေးပေါ့ရောက်လာပြီးတော့ဒါကျွန်တော်ကစားသမားကိုဒါ persuade လုပ်ခဲ့မယ်ဆိုရင်တော့ဒီကစားသမားကျွန်တော်မြင်ကြည့်တာဗောနော်ကျွန်တော်ဒါအာဆနယ်အသင်းကိုပြောင်းဖို့အတွက်ရာဂိုင်တို့များသွားနိုင်တယ်လို့မြင်တယ်အဲ့တော့ easy ကိုတော့လက်ရှိမှာအာဆနယ်အသင်းကတရားဝင်ချိတ်ဆက်မှုတွေမရှိသေးဘူးသူတို့ရဲ့ဒါခေါ်ယူခြင်းနဲ့ကစားသမားတွေရဲ့ list ထဲမှာတော့ထည့်လိုက်ပြီလို့သိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာ Christian Moscada ကိုတော့အာဆနယ်အသင်းကပုဂ္ဂိုလ်ရဲ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပြီးတော့မကြခင်မှာဒီကစားသမားကိုခေါ်ယူနိုင်မယ်လို့လည်းသူတို့ကသူတို့ confidence ရှိတယ်လို့လည်းသိရတယ်မှာပါ ါပါတယ်ဒါလောက်ပါပဲအားလုံးမကြိုးတမာရဲကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပြလိုက်ပါတယ်ဘလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတမာရဲ ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပေကျွန်တော်တောင်းပေးပါအောင်အဲဘောလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 ਨੇ TV4 ယူတဲ့လင်းလေးတွေကိုအောက်က comment တွေထဲမှာကြည့်ရှုလို့ရပါတယ်။များများလေးကလစ်ဖို့မမေ့ကြပါနဲ့ဦး။များများကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးကြိုတင်ပါတယ်။ကောင်းမွန်သောမနေ့ခင်းလေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပေ Good morning ပါရတော်ဘုံတို့ဒီပါပါ